တောင်ကိုရီးယားနှစ်တော်ဥက္ကဋ္ဌဝဝန်ရှက်ကသမရရဲ့လုံပိုင်ခွင့်အာဏာတွေကိုရှော့ချဖို့အတွက်အခြေခံဥပဒေကိုပြင်ဆင်ဖို့ဧပြီ6ရက်ကအဆိုပြုခဲ့ပါတယ်။အခြေခံဥပဒေဆိုင်ရာတရားရုံးကစေအုပ်ချုပ်ရေးအမိန့်ကြေညာခဲ့မှုကြောင့်ဆွဆွဲပြစ်တင်ခံခဲ့ရတဲ့သမရယွန်းစော်ယိုကိုယာရုကနေဖယ်ရှားပြေးတဲ့နောက်သမရရဲ့လုံပိုင်ခွင့်အာဏာကိုရှော့ချမဲ့အစီအစဉ်ကိုပြည်သူလူထုကထောက်ခံကြောင်းဟုကပြောပါတယ်။ကျွန်တော်တို့ဟာအခြေခံဥပဒေကိုလျင်မြန်စွာပြင်ဆင်သင့်တယ်ဆိုတာကိုပြည်သူတွေကိုကျွန်တော်ပြောကြားလိုပါတယ်။အရင်သမရရဲ့အခြေခံဥပဒေနဲ့မညီတဲ့ တရားမဝင်စေုပ်ချုပ်ရေးအမိန့်ကျညာခဲ့မှုကြောင့်ပြည်သူတွေဟာအခြေခံဥပဒေကိုပြင်ဆင်မှုအတွက်ဆန္ဒရှိလာခဲ့ကြပါတယ်လို့ဦးကပြောပါရယ်။တမရရွေကောက်ပွဲကိုနှစ်လအတွင်းကျင်းပဖို့စီစဉ်ထားမှုနဲ့အတူ ခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးနိုင်ငံလုံးဆိုင်ရာဆန္ဒခံယူပွဲပြုလုပ်ဖို့လည်း၎င်းကအဆိုပြုခဲ့ပါတယ်။အသက်64နှစ်အရွယ်ယွန်းဟာဒသမ3ရက်ကအရက်ဖတ်အုပ်ချုပ်ရေးကိုဆိုင်းငံ့ခဲ့ပြီးတဲ့နောက်ဆေးအုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။နိုင်ပိုင်းကြာမှာလွှတ်တော်ကယွန်းရဲ့ဆေးအုပ်ချုပ်ရေးအမိန့်ကြေညာချက်ကိုမဲခွဲပြီးပင်ချခဲ့ပြီးတဲ့နောက်မကြမီအချိန်အတွင်းမှာပဲယွန်းကဆေးဥချုပ်ရဲ့အမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။အဲဒီနောက်လွတ်တော်ကယွန်းကိုဆွဆဲပြစ်တင်ခဲ့ပြီးသမရတာဝန်တွေကိုဆိုင်းငံ့ခဲ့တာဖြစ်ပြီးအဲဒီဖြစ်ရက်တွေဟာတောင်ကိုရီးယ ားနိုင်ငံကိုနိုင်ငံရေးအကြက်တဲအတွင်းကြားရောက်သွားစေခဲ့ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိတ်ရှုပ်ထွေးမှုတွေဟာအခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့အစီရင်ချက်နဲ့အတူအဆုံးသတ်သွားခဲ့ပါပြီ။ဒါပေမဲ့ပဋိပက္ခဖြစ်စေနိုင်တဲ့သမရလုံပိုင်ခွင့်အာဏာတွေကတော့ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်လို့ဝူကပြောကြားခဲ့ပြီးတောင်ကိုရီးယားနိုင်ငံသားအများစုဟာအမ်ပါရာသမရစနစ်ကိုပြောင်းလဲချင်နေတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ Gallup Korea Company ရဲ့ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာပအဝင်ဖြည့်ဆို့သူ54ရာခိုင်နှုန်းကသမရစနစ်ကိုပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲရေးကိုထောက်ခံခဲ့ကြပြီး30ရာခိုင်နှုန်းကတော့ဆန့်ကျင်ခဲ့ပါတယ်။ရုံးကတော့သူဟာသမရယာရုကနေနှုတ်ထွက်ခဲ့ပေမဲ့လည်းလွတ်လပ်ခွင့်နဲ့အချုပ်ချာအာဏာအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့၎င်းရဲ့ထောက်ခံသူတွေနဲ့ဆက်လက်ရည်တည်သွားမှာဖြစ်ကြောင်းဧပြီ5ရက်ကပြောကြားခဲ့ပါတယ်။ယာယီသမရဟန်တုစုနဲ့ရွေးကောက်ပွဲကော်မရှင်ကတော့ဇွန်3ရက်မှာရွေးကောက်ပွဲပြုလုပ်ဖို့စဉ်းစားလျက်ရှိပါတယ်။